င်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးမှာတော့ line node ဘယ်လိုမျိုးစဉ်းစားလဲဘယ်လိုမျိုးဆုံးဖြတ်ချက်တွေချလဲ line node ရဲ့အုံနောက်ကနေပြီးတော့အခြေအနေတခုအာဒီအကြောင်းအရာတခုကိုတွေ့တဲ့အခါမှာဘယ်လိုမျိုးအသေးပေတွေဖွင့်လဲဆိုတာနဲ့ပတ်သက်ပြီးတော့ကိုကိုကိုဘယ်လိုမျိုးဒူလဲဆိုတာကိုသိအောင်လို့ line အားဒီနေ့မှာမေကွန်၅ခုလေးနဲ့မျှဝေပေးသွားမှာဖြစ်ပါတယ်အာဒါကတော့ line matter program လို့ခေါ်ရပေါ့နော်ဒီဟာလေးကို line တိခဲ့ရတာဒီ master your flow သင်တဲ့တည်ရင်ထဲမှာအဲ့ဒီမှာပေါ့နော်ဒီဆရာသင်ပေးခဲ့တဲ့ဟာလေးကိုပြန်ပြီးတော့ share လုပ်ပေးချင်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင် line node စဉ်းစားကြည့်အောင်ကိုကို motivate ရ အောင်တခါတည်းကြောက်ရှင်လိုင်းတို့ရွေးချယ်မှုတွေလုပ်တဲ့အခါမှာတခါတည်းကြောက်လို့ရှိရင်လည်းလိုင်းတို့ဒီတာဝန်ယူရတဲ့အခါမျိုးတွေမှာပေါ့နော်တယောက်နဲ့တယောက်မြင်တဲ့အမြင်တွေကမတူကြဘူးဘာလို့လဲဆိုတော့လိုင်းတို့ရဲ့ဒီကြီးပြင်းလာတဲ့ငယ်ဘဝအခြေအနေတွေအာပြီးွားတော့ဒီပအဝင်ခြင်းပညာရေးအတိုင်းဝိုင်းဒါတွေအကုန်လုံးကနေပြီးတော့လိုင်းတို့ရဲ့ဒီအုံနာအောင် matter program ကြီးရပါတော့ run နေရရှိရဲ့ဒီအတွက်ကြောင့်မလို့လိုင်းတို့ကအကြောင်းအရာအခြေအနေတစ်ခုပဲလိုင်းတို့မြင်တဲ့အမြင်နဲ့မတူညီတဲ့အမြင်ဆိုတာအများနဲ့နောက်တစ်ခုမှရှိနေရပါတော့ဆိုတဲ့အခါကျတော့အရင်ဆုံးလိုင်းတို့ကကိုယ့်ကိုယ်ကိုအရင်ဆုံးသိအောင်လို့ပြီး းွားလို့ရှိရင်အခြားသူတွေကဘယ်လိုမျိုးအစဉ်းစားလဲဘယ်လိုမျိုးဆုံးဖြတ်ချက်ချလဲဆိုတာလည်းတော့ပို့ပြီးတော့လေ့လာနိုင်မှာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်လည်းတော့မေးခွန်းငါးခုကိုစလိုက်ရအောင်ပေါ့နော်အာပထမအဆုံးတစ်ခုကတော့ away from values လာတော့ဟုတ် towards values လာပေါ့နော်အဲ့တော့ဆိုလိုတာကတော့လိုင်းတော့ဒီအကြောင်း direction ပေါ့နော်ကိုယ့်ရဲ့ direction ကဘယ်ကိုဦးတည်ပြီးအမြဲတောင်းနေရလဲဆိုတာကို line တို့အဲမေးလို့ရတယ်မေးခွန်းလေးရှိတယ်။အဲ့ဒါကဘာလဲဆိုလို့ရှိရင်ထားလိုက်ပါတော့ line တို့ပေါ့နော်ဒီအဥပမာအနေနဲ့ဆိုလို့ရှိရင် line တို့ငယ်တော့ဘောကခဏတော့ကြည့်ရအောင်။ငယ်တော့ကအဲ line တို့ပေါ့နော်စာရေးချက်ခိုင်းနေဒီစာမရဘူးဆိုလို့ရှိရင်တော့နေ့ကိုဒီအပြစ်ဒဏ်ပေါ့နော်အာရိုက်တာမျိုးပဲဖြစ်ဖြစ်တစ်ခုခုပေါ့နော်အပြစ်ဒဏ်တစ်ခုပေးမယ်လို့ပြောလို့ရှိရင်အာ line တို့ကအဲ့ဒီဒီစာကိုမဖြစ်မနေချက်ဖြစ်လား။ဒါမဟုတ်လို့ရှိရင်ဒီစာရတဲ့သူဘယ်လောက်ပေါ့နော်ဘယ်လိုမျိုးရတဲ့သူဆိုလို့ရှိရင်တော့ဘယ်လိုစုချင်းမြင်မယ်အဲ့ဘယ်လို ုပေးမယ်ဆိုလို့ရှိရင်ကိုကအလုပ်ကိုကစာအုပ်ချက်ဖြစ်လာပေါ့နော်ဆိုလိုတာကတော့ online တော့ဒီ game ဆိုတဲ့ဒီပေါ့နော်ဒီတခုခုကိုရယူဖို့အတွက်စ조사အထုတ်တယ်ဆိုလို့ရှိရင်အကြောင်း online တော့ towards values လို့ခေါ်တယ်အဲ့ဒါကိုတချို့ကကြတော့ away from values အဲဒီအရင်မခံခြင်းလို့အဲဒါလည်းပေါ့သူတခုခုဒံပေးမဲ့အရာကိုကြောက်တဲ့အတွက်ကြောင့်မလို့လုတ်တယ်ပေါ့နော်ဥမာစာချက်တာပဲဖြစ်ဖြစ်ပေါ့ဒါကိုလုတ်တယ်ဆိုရင်ဒါကကြတော့ သူက away from values လို့ခေါ်တယ်အဲ့တော့ line လို့ကအခြေအနေတစ်ခုပဲပြဿနာတစ်ခုဖြစ်လာပြီဆိုလို့ရှိရင် line တော့ဘယ်လိုစဉ်းစားရလဲပေါ့နော်တချို့ကကြတော့ဟာဒါကောင်းနေတာတော့ challenge ပဲဒါငါတို့ဒါအောင်မြင်အောင်လုပ်ရမယ်ဆိုရင်ဟာမျိုးစဉ်းစားမယ်တချို့ကကြတော့အခြေအနေတစ်ခုပြဿနာလို့ပြောရတယ်အော်ဒီဟာနေပြီးရောငါအာဘာတွေများဆုံးရှုံးသွားရင်ဘယ်လိုလုပ်မလဲမအောင်မြင်ဘယ်လိုလုပ်မလဲဒါကိုကြိုတင်ပြင်ဆင်နေတူရှိမယ်ဒါကတော့ away from value နောက်တစ်ခုကကြတော့ဒီဟာကငါဘယ်လို challenge နဲ့ဘယ်လိုလုပ်မလဲဆိုတဲ့ဟာစဉ်းစားတယ်ဒီဟာရဖို့အတွက်စူးစမ်းမယ်ပေါ့နော်ဒါဆိုလို့ရှိရင်သူက was values ဒါပထမအဆုံးမေးခွန်းပေါ့နော်ဆိုတော့ဟုတ်ပြီဒါဆိုရင်ကိုကကိုယ့်ကိုပြန်ပြီးမေးကြည့်လို့ရတယ်ကိုကနာကျင်မှုတွေကိုရှောင်ကြားခြင်းလဲတူလားဒါမဟုတ်လို့ရှိရင်အာရယူဖို့အတွက်တခုခုအောင်မြင်ဖို့အတွက်ဒီစုတွေလက်တွေကိုကိုကလိုချင်တာလားစုတွေလိုချင်တဲ့အတွက်ကြောင့်မလို့ကိုကစူးစမ်းရတဲ့တူလားကိုရဲ့ဘဝငယ်ဘဝကိုပြန်လဲတုံးတက်လို့ရတယ်ကိုဘဝမှာဒီကြီးကြီးမားမားပေါ့နော်ကြုံခဲ့တဲ့အခြေအနေတွေကိုပြန်ပြီးတော့တွေးကြည့်လို့ရတယ်ဒီရာတွေမှာကိုက direction ဆိုရင်ဒီအရာကိုကြောက်ပြီးတော့အာကိုကလောက်တာလားဒါမဟုတ်လို့ရှိရင်ဒီအရာကိုရယူဖို့အတွက် ဲစူးစမ်းတဲ့သူလားကိုပြန်ပြီးတော့အဲဒါပြန်ပြီးကိုကိုပြန်လဲသုံးသပ်လို့ရတဲ့မေးခွန်းလေးပေါ့နော်နောက်ထပ်မေးခွန်းနံပါတ်2ဆိုလို့ရှိရင်ကကျွန်တော်တို့က options တို့မဟုတ် procedures လို့ခေါ်တယ်ပေါ့နော်ဆိုလိုတာကကျွန်တော်ဒီ option ဆိုတာ option ဆိုတာကျတော့သူကရွေးချယ်စရာရှိတာပေါ့အာရွေးချယ်စရာရှိရဆိုတော့သူကကျတော့ဒါလည်း ဖြစ်နိုင်တယ်ဟိုကလည်းဖြစ်နိုင်တယ်ဒီဟာလေးလုပ်ရင်လည်းကောင်းတယ်ဟိုကလေးလုပ်ရင်လည်းကောင်းတယ်တုံးမအခြားနည်းလမ်းလေးရောရှိမလားအခြားဒီ waste တွေလိုက်ရှာတာမျိုးပေါ့နော်အဲတခုတည်းမဟုတ်ပဲနေသူကဒီလမ်းကြောင်းမျိုးစုံဒီဖြစ်နိုင်တဲ့ option တွေပေါ့နော်လမ်းကြောင်းတွေကိုသူကစဉ်းစားတတ်တဲ့သူအဲတချို့ကကြတော့ဒီ option မဟုတ်ပဲနဲ့ procedure ကအဆင့်တိုင်းပဲသွားတယ် အာထားပြီးဒါလုပ်တဲ့1 3 4 5ပေါ့နော်ဒီလို procedure အတိုင်းသွားရတယ်။အဲ့လိုမျိုးသွားရတဲ့သူကကြတော့တတ်တတ်ပေါ့နော်။အဲ့တော့ဟုတ်ပြီဒါဆိုလို့ရှိရင်နိုင်တို့အလုပ်တစ်ခုပေါ့နော်။ဒါလုပ်ငန်းခွင်မှာလုပ်နေတူဆိုလို့ရှိရင်ဒါကိုယ့်ကိုယ်ပြန်လဲစမ်းစစ်ကြည့်လို့ရတယ်။အာကိုယ့်အလုပ်တစ်ခုပေးလိုက်တယ်ဆိုလို့ရှိရင်ကိုကအဲ့ဒီအလုပ်ကို1 2 3 5ဆိုပြီးတော့အစင်လိုက်လုပ်တတ်တဲ့သူလား။ဒါမဟုတ်လို့ရှိရင်သူပေးလိုက်တဲ့အလုပ်ကိုပဲအော်ဒီလိုနည်းလေးလေးလုပ်လို့ရသေးတယ်။ဒီလိုလေးလေးလုပ်လို့ရသေးရပဲ။ဒီနည်းတိုင်းမဟုတ်ပဲဘယ်လိုလုပ်လို့ရသေးလဲဆိုပြီးတော့စဉ်းစားတတ်တဲ့သူလား။ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့အလုပ်ခွင်မှာအာဒီကိုယ့်ကိုယ်တိုင်းပြန်လဲစမ်းစစ်ကြည့်လို့ရအဲ့ဒီခါမှာ ာဆိုရင်လည်းလူဖြစ်ဖြစ်တတ်တဲ့ပြဿနာလေးကဘာလဲဆိုတော့စန့်ကျင်ဘက်ပေါ့နော် option နဲ့သွားကျင်တဲ့သူနဲ့ procedure နဲ့သွားကျင်တဲ့သူကနှစ်ယောက်တွေ့တဲ့အခါမှာဆိုရင် procedure က step by step ပဲသွားဒီအတိုင်းပြောရင်ဒါပဲလုပ်ပေါ့နော်ဒါပေမဲ့နောက်တစ်ခုကကြတော့ option နဲ့သွား option နဲ့သွားရတဲ့သူကြတော့ဟာ အာဒီလိုမျိုးလေးလည်းလုပ်လို့ရရပဲဒီအဆင့်တိုင်းမသွားပဲနဲ့ဒီလိုလေးကြော်လုပ်လိုက်ရင်ရောဒါဆိုရင်ဘလို့ပိုကောင်းသွားမလဲပေါ့နော်အဲ့ဒီခါမှာဆိုရင်လည်းတို့ဒီလုပ်ငန်းခွင်မှာပဲဖြစ်ဖြစ်တနေရာမှာဖြစ်ဖြစ်ပေါ့နော်အာဒီအကြောင်းသဘောထားမတိုက်ဆိုင်ဘူးဆိုတာရည်ဒီကနေဖြစ်လာဆိုတော့လည်းတို့ရဲ့ဒီအုံနောက်ကတယောက်နဲ့တယောက် run နေတဲ့ master program တွေကမတိုးဆိုအောင်လည်းတို့ကနားလေတယ်ဆိုလို့ရှိရင်အခြားသူလည်းနားလေပေးနိုင်တယ်လို့ကိုကလည်းအော်ငါဒီလိုလူမျိုးဖြစ်တယ်ဆိုတာကိုလည်းကိုကနားလေနိုင်လိမ့်မယ်အခြားသူနဲ့လည်းဆက်ဆံရတာပို့ပြီးတော့အဆင်ပြေလိမ့်မယ်ဒါကတော့နံပါတ်1ကိုကရွေးချယ်စရာများတာကိုကြိုက်တာလားသို့မဟုတ်ရ step by step အဲ့တော့တက်တဲ့ဒူလာဆိုတာကိုလိုင်းတို့အာဒါကကိုပြန်လဲတုံးသက်ကြည့်လို့ရပါတယ်ဒါနံပါတ်2မိကုန်ပေါ့နော်နံပါတ်3မိကုန်နေမိလို့ရတယ်နံပါတ်3ကကျတော့လိုင်းတို့ရဲ့ဘဝမှာဒီကြုံခဲ့ရတဲ့အတွေ့အကြုံတွေပေါ်မူတည်ပြီးတော့လိုင်းတို့ပြန်ပြီးတော့စဉ်းစားကြည့်လို့ရတယ် ဥပမာပေါ့နော်သူကကြတော့ဒီ proactive လား reactive လား proactive ဆိုတာကြောင်းတိုင်းတစ်ခုခုမဖြစ်ခင်မှာကြိုပြီးတော့ပြင်ဆင်တက်တဲ့သူမျိုးကိုဆိုလိုတာပေါ့နော်အာ reactive ကကြတော့ဒီအရာဖြစ်လာတဲ့အချိန်ကျတော့မှသူကပြန်လဲတုံ့ပြန်တက်တဲ့သူမျိုးကြိုပြီးရင်စဉ်းစားထားဦးဒီအရာဒီလိုဖြစ်တော့မှသူကသူကတုံ့ပြန်တက်တဲ့သူမျိုး ဟုတ်ပြီဒါဟုတ်လည်းတော့ဘယ်လိုမျိုးစဉ်းစားလို့ရလဲပေါ့နော်ဥပမာဆိုလို့ရှိရင်လိုက်ဆိုရင်အများအားဖြင့်ကဒီတစ်ခုခုမလုပ်ခင်ဆိုရင်ကြိုတင် plan ဆွဲတာမျိုးဒါဖြစ်လာရဲဆိုရင်ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုစဉ်းစားဒါဆိုရင်ဒါ proactive လို့ခေါ်တယ်အာတစ်ခုခုမလုပ်ခင်တစ်ခုခုမဖြစ်ခင်မှာကိုယ်အမြဲတမ်းအရှိကိုကြိုကြိုပြီးတော့တွေးတက်တဲ့သူပေါ့ဒါဆိုရင်သူက proactive အာ theme ပါတယ် reactive ကကြတော့အဲ့လိုမဟုတ်တော့မီးစင်ကြီးကတက်တယ် ထိုင်းဘာတော့နိုင်လို့ပဲဟာလေးနဲ့ဥမာပြရမလဲဆိုရင်ခยีသွားတာတငယ်ချင်းနေနဲ့ခยีသွားလို့ရှိရင်တတိထာကြည့်ကြည့်ခီးသွားတဲ့အခါမှာလူတွေကတယောက်နဲ့တယောက်မတူဘူးပေါ့နော်တချို့တွေကကြတော့ခီးမသွားခင်နေရဘနနာရီထွက်မယ်ဘဲချင်းကြရင်ဘဲကိုရောက်ရင်ဘနနာရီကြရင်လိုင်းလိုဘဲကိုသွားမယ်ပြီးရင်တော့ဘဲနေ့မှာဘာစားပြီးွားတော့မှဘဲချင်းကြရင်ဘလို့ပြရမလဲတခါလေသူကအကုန်ဆွဲထားပြီးတာဒီလိုလူကကြတော့သူက proactive လို့ခေါ်တယ်ကြိုတင်ဒီစီမံကိန်းဆွဲတက်တဲ့သူမျိုးပေါ့အဲ reactive ကကြတော့အဲ့လိုမဟုတ်လားငါတို့ခီးသွားကြမယ် အဲ့ရောက်မှာပဲအဆင်ပြေလို့မျိုးစင်ကြီးကလိုက်မယ်ဒီနောက်ရောက်ရှင်အောင်အဆင်ပြေဆိုတာနောက်တနည်းသွားလိုက်မယ်ဆိုတော့ဒါတွေကဆိုတော့အကောင်းတာမကောင်းတာဆိုတာထက်အာဒီတယောက်နဲ့တယောက်ဒီအုံနောက်ကဒီအကြောင်းညာတစ်ခုကိုယ့်ရဲ့ဒီပြဿနာတစ်ခုအမြင်နဲ့အမြင်နေမတူဆိုတာကိုအဓိကပြောချင်တာအဲ့တော့ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုဒီ proactive လား reactive လားကိုသိတွေ့ကြည့်လို့ရတယ်အဲအလုပ်တစ်ခုခုလုပ်တာဖြစ်ဖြစ်ဒီလိုခရီးတွေပေါ့နော်တစ်ခုခုစီစဉ်ရတော့မယ်ဆိုရင်အဲကိုကအနာနီမှာကတ်ပြီးရောအဆင်ပြေလို့လုပ်တတ်တဲ့သူလားဒါမှမဟုတ်ရင်ကြိုပြီးရောဒီဟာမဖြစ်ခင်နေရဘယ်လို ဘယ်လိုလုပ်မလဲ step by step HR စီစဉ်ထားတတ်တဲ့သူလားကိုဒီ proactive လား reactive လားကိုမေးပြီးတော့မှနိုင်တော့ကကိုအကြောင်းကိုပို့ပြီးတော့သိလာမှာဖြစ်တယ်ပြီးတော့အခြားကိုနဲ့ဒီတူတူလုပ်နေတဲ့လုပ်ဖို့အကိုင်းဘက်ဖြစ်ဖြစ်တငယ်ချင်းတွေဖြစ်ဖြစ်ဆိုရင်တို့တို့ကလည်းပို့နားလေသွားနိုင်တယ်ဘာကြောင့်လဲဆိုတော့ဒါကိုနဲ့မတူဘူးဆိုလို့ရှင်နိုင်တော့ကဒီနားလေပေးဖို့ကတော့နိုင်တော့ဒီအချိန်တစ်ခုယူရတယ်ပေါ့နော်ဘာလို့လဲဆိုတော့နိုင်တော့မှဒီအမြင်တတိဆိုတဲ့ဟာက conscious ဖြစ်နေရမယ်ကိုကဒီလိုစဉ်းစားရတယ်တူကဒီလိုစဉ်းစားရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့ဒါတစ်ခုရှိရမယ်ပြီးတော့တူကဒီလိုစဉ်းစားတဲ့အကြောင်းကို ိုကနားလဲတယ်ဆိုတော့အဲ့ဒီအချိန်မှာကိုယ့်ကိုယ်ဒီ emotion နဲ့ control လုပ်နိုင်တာမျိုးပေါ့နော်အဲ့ရနေပြောမှာတဆင်းနိုင်လို့ကဒီသူ့ကိုပို့ပြီးတော့နားလဲလာနိုင်တာပေါ့နော်အခြားသူလည်းနားလဲနိုင်မယ်ကိုယ့်ကိုယ်ကိုယ်လည်းနားလဲလာနိုင်မယ်ပေါ့ဆိုတော့ဒါဆိုရင်ဒါ proactive လား reactive လားကိုလိုင်းလို့ဆွမ်းနာပေးတဲ့ဥပမာလေးနဲ့အဲကိုယ့်ကိုယ်ပြန်လဲပြီးတော့စဉ်းစားကြည့်လို့ရတယ်ဒါဆိုလို့ရှိရင်လိုင်းလို့မိခွန်းနံပါတ်၄ပေါ့မိခွန်းနံပါတ်၄ရကြတော့လိုင်းလို့ possibility လားဒါနဲ့ဆက်ဆက်တီလားပေါ့ဆိုလိုတာကတော့ necessity ဆိုလို့ရှိရင်ကတော့ mass ပေါ့နော်မဖြစ်မနေလုတ်ကိုလုတ်ရမယ်လုတ်ကိုလုတ်တဲ့နယ်ဆိုမှလုတ်တဲ့တဲ့သူမျိုးလုတ်တဲ့နယ်ဆိုရင်လုတ်တဲ့တဲ့သူမျိုး possibility အကြောင်းအလိုမဟုတ်သူကကြောက်တော့ freedom ဖြစ်တယ်ပြီးရင်သူက creative ဖြစ်တယ်ပေါ့နော်အော်ငါလုံနိုင်တယ်ဒါလည်းဖြစ်နိုင်တာပဲဆိုပြီးရောလုတ်တဲ့တဲ့သူမျိုးပေါ့ဥမာနိုင်လို့ဘယ်လိုစဉ်းစားလို့ရမလဲဆိုလို့ရှိရင်အเจ้าใหญ่အများကြီးသူကပြောလိမ့်မယ်အဲ့ခါကျလို့ရှိရင်အာငါငါကလုတ်တဲ့နာပဲလုတ်တဲ့တဲ့သူမျိုးပေါ့နော်အမ်ပြောမှဆိုတေချာတဲ့ဟာပေါ့ပဲလုတ်တဲ့တဲ့သူမျိုး အာ possibility ရဆိုတော့ creative ဖြစ်တယ်။အော်ဒါလည်းဖြစ်နိုင်ခြေရှိရတယ်။ဖြစ်နိုင်ခြေရှိရတယ်သူကစဉ်းစားတတ်တာပေါ့နော်။အော်ဒါလည်းဖြစ်နိုင်ခြေရှိရပဲ။ဟိုကလည်းဖြစ်နိုင်ခြေရှိရပဲဆိုပြီးသူက creative လည်းဖြစ်တယ်လို့မျိုးဒီ freedom ဖြစ်တယ်။အာဖြစ်တဲ့နိုင်ပဲလုံနေရမျိုးမဟုတ်ပဲနဲ့။ ဟောဖြစ်နိုင်ခြင်းရှိတဲ့အရာတွေကိုသူကလုံးတက်တဲ့သူမျိုးအော်ငါလုံးနိုင်တယ်အဲဖြစ်နိုင်တယ်ဆိုတဲ့အရာတွေကိုလုံးတက်တဲ့သူမျိုးပေါ့ဒါကကြတော့သူက possibility နဲ့နှက်ဆက်ဆက်တည်အဲ့တော့နောက်ထပ်မိကွန်းအာနံပါတ်5ဆိုလို့ရှိရင်သူက internet နဲ့ external ပေါ့ reference လုပ်တဲ့အခါမှာ line တို့ရဲ့ခေါင်းကနေ line တို့ရဲ့ဒီအုံနောက်ကနေပြီးတော့ fader လုပ်တဲ့ဟာပေါ့နော်ဒီ reference fader လုပ်တဲ့အခါဆိုလို့ရှိရင်တော့သူက internet လား external လားပေါ့နော်အဲတချို့သူတွေကကြတော့ internet အင်တာနက်ဆိုတာကိုကိုကိုပဲ judge လုပ်တာမျိုးပေါ့နော်အကိုရဲ့အမြင်ကိုကိုကိုပို့ပြီးအာရုံစိုက်တယ်အာငါကတော့ငါကြိုက်တယ်ငါနဲ့အဆင်ပြေတယ်ဆိုရင်ငါလုပ်တာမျိုးဒါကတော့အင်တာနက်ပိုင်းအာ extra နေရကြတော့တူအဲ့လိုမဟုတ်ဘူးအော်သူကကြတော့အခြားသူတွေရဲ့ validation တွေကိုသူကယူရာမျိုးတွေရှိမယ်ပြီးဝင်အခြားသူတွေရသူ့ကိုအာဒီချီကျူတာမျိုးတွေအခြားသူရဲ့ feedback တွေကိုသူကပို့ပြီးသဘောကြတယ် extra နေရကြတော့ ဥမာဆိုလို့ရှိရင်ထားလိုက်ပါတော့ line note ဒီပစ္စည်းတွေဘာတွေဝယ်တော့မယ်ဆိုလို့ရှိရင်လေအတငယ်ချင်းကိုမေးတာမျိုးရှိတတ်တယ်။အမကို့အမေကိုမေးတာဖြစ်ဖြစ်ကို့ပေါ့အခြားသူပေါ့နော်တယောက်ယောက်ကိုကိုကမေးလိုက်တယ်ဟဲ့ဒါလေးယူရင်ကောင်းလားဟိုကလေးယူရင်ကောင်းလားမေးမယ်ပေါ့အမေရဲ့ခါဆိုင်အခြားသူကအဲနင်ဒါလေးရတော့ပိုကောင်းတယ်လို့ပြောရဲဆိုလို့ရှိရင်အခြားသူရဲ့ feedback ပေါ်မူတည်ပြီးတော့သူကကြတော့ဒီရွေးချယ်တာတွေကိုအော်သူကဒါလေးပြောတော့အေးဒါလေးကငါနဲ့တကယ်လိုက်တာပဲလို့ဆိုပြီးသူကရွေးတာရှိရဲ့တချို့ကျတော့သူများကိုတော့မေးတယ်ဒါပေမဲ့ကို့ကိုကြိုက်တာကို့ယူလိုက်တာမျိုးရှိရဲ့အခြားသူကတမျိုးပြောဒါပေမဲ့သူ့စိတ်ထဲမှာကြိုက်တဲ့ဟာကိုသူယူလိုက်တာမျိုးရှိဒါကြတော့ ာ internal ပေါ့နော်ကိုကြိုက်တာကိုယူတယ်ဥမာကိုဘလို့ခန်းစားရလဲအာကိုကဒီဟာပေါ်မှာဘလို့မြင်လဲပေါ့ကိုအမြင်နဲ့ကို reference လောက်တာပေါ့နော်ကိုအမြင်နဲ့ကိုဆုံးဖြတ်ချက်ချတဲ့ဟာမျိုး reference လောက်တာမျိုးဆိုလို့ရှိရင်သူကကြတော့ internal external ကကြတော့အခြားသူရဲ့ validation နေအခြားသူရဲ့ feedback တွေပေါ်မှာမူတည်ပြီးတော့နိုင်တော့ဆုံးဖြတ်ချက် ဒီ reference လုပ်တဲ့အခါတွေမှာခြားသူရဲ့ဒီ feedback တွေကိုလိုင်းတော့အာ feature နဲ့ဆုံးဖြတ်တာမျိုးဆိုလို့ရှိရင်တော့ဒါဒါလိုင်းကကြတော့အဲ့လိုလူမျိုးကြတော့သူက external လို့ခေါ်တယ်ပေါ့နော်ဟုတ်ပြီဒါဆိုလို့ရှိရင်ဒါကအာ mail ကိုနံပါတ် ငါပေါ့နော်လိုင်းတို့ပြန်ပြီးတော့အနှိမ့်ချောက်ရမယ်ဆိုလို့ရှိရင်နော်ပထမဦးဆုံးအလိုင်းတို့ direction failure ပေါ့နော်တခုခုကိုလိုင်းတို့ direction အနေနဲ့သွားရမယ်ဆိုလို့ရှိရင်နော်အဲကိုက towards values လား away from values လားဆိုတာရှိမယ်ဒါကနံပါတ်မေးခွန်း1ပေါ့နော်မေးခွန်း1မှာဆိုလို့ရှိရင်တော့ choice လုပ်တဲ့ failure လေးပေါ့ choice လုပ်မယ်ဆိုလို့ရှိရင်တော့ option သွားရလား procedure အတိုင်းတော့ step by step သွားရလားဒါမေးခွန်း3မှာဆိုလို့ရှိရင်နော်ကိုကအာဒီ action failure ပေါ့နော်အာကိုကဒီကြိုးပြီးတော့လုပ်တတ်တဲ့သူလားသို့မဟုတ်လို့ရှိရင် reactive meaning ကြည့် ပြီးတော့အာကပြီးတော့မှမေးစင်ကြီးကပြီးတော့အဆင်ပြေတယ်လို့လောက်လိုက်တက်တဲ့သူလားပေါ့နော်အာနံပါတ်၄မေးခွန်းကကြတော့ဒီက reason factor လေးပေါ့အာငါကဒါလုတ်တင်လို့လုတ်တယ်ဆိုတဲ့ဟာမျိုးဒါငါဘာကြောင့်လုတ်လဲပေါ့နော်တချို့ကကြတော့မဟုတ်ငါလုတ်နိုင်လို့လုတ်တာ အာငါလုံးဟာလုံးနိုင်တယ်အဲဒါဖြစ်နိုင်တယ်အဲအဲ့ဒီအတွက်ကြောင့်မလို့ငါလုပ်တယ်ဆိုတော့ဒါ reason factor လေးပေါ့နော်နံပါတ်ငါကတော့ reference factor လို့ခေါ်တယ်အဲ internal လားသူမဟုတ်ရှင် external လားပေါ့နော်အော်ဒီမေးခွန်းငါခုတွေကိုမေးပြီးွားတော့ line တော့ကိုကဘယ်လိုလူမျိုးလဲဆိုတာကိုသိလာမယ်ပြီးွားလို့ရှင်ဘယ်လိုဆုံးဖြတ်ချက်တွေခြားတက်လဲပြီးရင်ဘယ်လိုစဉ်းစားလဲအကြောင်းအရာတစ်ခုပြဿနာတစ်ခုကိုပဲ line လို့မြင်နေအမြင်ကိုကိုကိုသိလာမယ်အဲ့ဒီနည်းတို့အခြားသူတွေရဲ့သူတို့စဉ်းစားတဲ့ပုံစံသူတို့ဆုံးဖြတ်ချက်ခြားတဲ့ပုံစံသူတို့ပြော ောတဲ့ပုံစံအောင်လည်းနိုင်တော့ကတတိထားပြီးတော့မှတေချာလေးလေးလာမယ်ဆိုလို့ရှိရင်အခြားသူတွေနဲ့နိုင်တော့ဆက်သွယ်တဲ့အခါမှာလည်းပိုအဆင်ပြေမယ်ပြီးတော့နိုင်ပထမပြောခဲ့တဲ့လိုမျိုးဖေတော်ရီနိုင်တို့ရဲ့ခေါင်းထဲမှာဒီ run နေတဲ့ဒီဘာသာပြန်နေတဲ့တခုအကြောင်းအရာတခုခုပေါ့နော်အတိတ်ပဲဖွင့်နေတဲ့ဘာသာပြန်နေတဲ့အာဒီအရာတွေကတယောက်နဲ့တယောက်မတူတဲ့အတွက်ကြောင့်မလို့အကြောင်းအရာတခုအခြေအနေတခုကိုပဲနိုင်တို့ကမတူညီတဲ့ရှူတာမတူညီတဲ့အမြင်တွေဆိုအများကြီးဖြစ်လာနိုင်တယ်ဒီဟာတွေရဲ့အဓိကဖြစ်လာရတဲ့အကြောင်းရင်းတွေကလည်းနိုင်တို့ဟိုးငယ်ဘဝတည်းကနေပြီးတော့ကြည်ပြင်းလာတဲ့အခြေအနေ မိသားစုပါဝင်ခြင်းပညာရေးအာဓာရီအကုန်လုံးကိုဝေးဖွာလာတဲ့နေရာပေါ့နော်ဒီအချိန်လေးပေါ်မူတည်ပြီးွားတော့မှနိုင်လို့ရဲ့ဒီအုံနောက်က matter program နေနဲ့ဖွဲ့စည်ထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဓာရီကိုပြန်လဲပြုပြင်ရှင်နေဆိုလို့ရှိရင်လည်း reprogram ပြန်လုပ်လို့ရတယ် habit forming လုပ်တဲ့အခါမျိုးတွေရင်းဒီလည်းကောင်းမှုနဲ့ဆုံးဖြတ်ချက်တွေကိုနိုင်လို့ပို့ပြီးတော့ဒီ ဆုံးဖြတ်ချက်ချဖို့အတွက်ကိုယ့်ကိုလေ့ကျင့်လို့ရတယ်ပြီးတော့နိုင်တို့ဘယ်လိုစဉ်းစားလဲဆိုတာကိုသိတဲ့အတွက်ကြောင့်မလို့နိုင်တို့တခုခုဆိုလို့ရှိရင်နိုင်တို့ရဲ့စိတ်ကဘယ်လိုအလုံးလုံးနေလဲဆိုတာကိုကိုယ်တိုင်သတိထားမိလာမယ်အဲ့ဒီအပြင်မှာမှာအခြားသူတွေနဲ့လည်း communicate လုပ်တာပို့ပြီးတော့အဆင်ပြေလာနိုင်တယ်ပေါ့နော်ဆိုတော့နိုင်တို့ဒီဗီဒီယိုလေးကိုကြည့်ခြင်းအားဖြင့်လိုင်ရတော့မျှော်လင့်တာအဲကိုယ့်ကိုကိုယ်ပို့တည်သွားမယ် အဲကိုဘလို့စဉ်းစားနေလဲဘလို့ဆုံးဖြတ်တက်လဲဆိုတာကိုနားလည်ဝါပြီးတော့မှအခြားသူတွေလည်းနိုင်တော့ကနားလည်လာမယ်ပြီးရင်နိုင်တို့ရဲ့ဒီနေရတဲ့ကိုယ့်ရဲ့ဘဝကပို့ပြီးရောနေပြောလာမယ်ကိုယ့်အကြောင်းကိုပို့သိရတဲ့အခါမှာပေါ့နော်အဲ့ဒီအတွက်လေးကိုရည်ရွယ်ပြီးတော့နိုင်ရဒီဗီဒီယိုလေးလုပ်ပေးရဖြစ်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့မှကိုကရောဘလို့ ဒီလူထဲမှာပါလဲမိကွန်း၅ခုတွေကမှာကိုဘယ်လိုလူမျိုးတွေမှာပါလဲဆိုတော့ client comment လေးမှာရေးပေးခဲ့ပါဦး။အဲနောက်ထပ် video လေးကိုလည်း YouTube မှာတပတ်တပုတ်တင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ line YouTube channel လေးကိုလည်း subscribe လုပ်ခဲ့ပေးလို့ရပါတယ်။နောက်ထပ် video မှာထပ်ပြီးရောတွေ့ပါမယ်။